ော့ကီတာလို့ပြောလိုက်တာ ਨੇ ဂျန်တန်တယ်စူညံတယ်ပြီးတော့ rebel လို့ခေါ်တဲ့ပုံငန်တက်တဲ့တဘောတရားရှိတယ်ဆိုတာကို raw breaker တော်တော်များများကတီးပြီးသားပါဒါပေမဲ့ TV ရှိုးပွဲတွေနဲ့တချို့စီစဉ်သူတွေကတော့ဒါကိုတိထားပုံမပေါ်ပါဘူးဒီဗီဒီယိုမှာတော့ရှိုးပွဲစီစဉ်သူတွေက rock star တွေကိုအတင်းကျပ်မိုင်းမဲလောက်တာမျိုးတွေတချင်းမှစင်စာဖြတ်တာမျိုးတွေလုပ်တဲ့အခါမှာတော့ဘယ်နာမည်ကျော်ဗီဒီယိုလေးမစတင်ခင်မှာ VPN ဖွင့်ပြီးတော့ကြည့်ရှုပေးဖို့နဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ content တွေကို TikTok နဲ့ Facebook တွေမှာလည်းတွားပြီးတော့အပလုပ်ရပါတယ်ကျန်းတဲ့ version လို့ထင်တယ်ဗျာသူတို့ရဲ့ fashion တွေပါတယ် rock and roll ပေါ်မှာလွမ်းမိုးနိုင်တဲ့ပုံစံမျိုးတွေရဗျာတော်တော်လေးကို influence ကြီးပါတယ်အဲ့ဒီအချိန်မှာသူတို့ကဘာလုပ်ခဲ့လဲဆိုရင် painting bag ဆိုတဲ့တခြင်းမှာပါတဲ့အိန္ဒိယ instrumental တခုကိုကျိုးမပါပဲတီးပြခဲ့တာပါအစပိုင်းမှာတော့ဖြတ်ကနေပဲမြင်လိုက်ရတယ်ဗျာဒီဗီဒီယိုမှာဆိုရင်ဒါပေမဲ့ဒီ solo တီးတဲ့အချိန်မှာဆိုလို့ရှင်လေသူကအမှန်ကန်ကြီးကိုတီးနေခဲ့တာဒါပေမဲ့အဲ့ဒီမှာကျိုးမပါဘူးဒီတိုင်းပဲတီးနေခဲ့တာကိုတွေ့ရပါတယ်ဒါကတော့သူကဘာကိုပြသချင်လဲဆိုရင်တီးလုံးနဲ့မပါဘဲနဲ့ performance ပဲဖြောပြခိုင်းတဲ့အဲဒီ mind man လောက်တာကိုစမ်းကျင်တယ်လို့တချို့တွေကပြောပါတယ် OASIS OASIS တို့က Top of the Pot 1995ခုနှစ်မှာဖျော်ဖြေဖို့အတွက်ဖိတ်ကြားခံပါတယ်။အဲ့ဒီအချိန်တော့ OASIS နဲ့ Blah တို့က Britpop ဆိုတဲ့လှုပ်ရှားမှုမှာ ပြန်ဆိုင်မှုအားပြင်းထန်နေတဲ့အချိန်ပါ။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဘလောက်ထိအောင်လဲဆိုရင် OASIS ကလည်း Airband ထုတ်တယ်၊ Blah ကလည်း Airband ထုတ်တယ်ဗျာ။ပြီးရင်သူတို့ရဲ့မြို့နှမြို့ပေါ့ကျွန်တော်တေချာမှတ်မိတော့ဘူး။ အဲမျိုးနှမျိုးမှာဆိုလို့ရှင်အဲဒီမျိုးမှာဆိုရင် OAC ရဲ့မျိုးမှာဆိုရင် blast ချင်းနေမြောင် blast အခြေဆိုင်တဲ့မျိုးမှာဆိုလို့ရှင် OAC ရဲ့တချင်းနေမြောင်အဲ့လိုမျိုးထိပါပြန်ဆိုင်မှုပြင်းထန်နေတဲ့အချိန်ဗျာအဲ top of the pop season မှာကသူကနည်းနည်းတင်းကျပ်တဲ့ policy တခုရှိတယ်ဗျာ raw chili ပဲပါလို့ပြောလိုက်ရတယ်ဗျာကျွန်တော်ကမျက်စိချဲမှာကလို့အရင်ချုပ်ပြီးတော့အမှန်ကန်တောင်းကျမ်းနေတဲ့ value ပြင်းမြင်မိပါတယ် အဲ့ဒီမှာဆိုလို့ရှင် base din ရဲ့ flee ရဲ့လုံးဝခုံပေါက်နေတဲ့ antony ရဲ့ကိုတွေ့ရမှာပဲဖြစ်ပါတယ်သူတို့တွေ80ခုနှစ်နောက်ပိုင်းတော့ကအရန်နာမည်မကြီးခင်တော့ဆိုလို့ရှင် raw chili pepper ကလုံးဝကိုဒီတောင်ချမ်းနဲ့ဗန်ဗျာဒါပေမဲ့သူတို့1988ခုနှစ်ဘယ်ဂျီယံနိုင်ငံက TV စီးစဉ်တစ်ခုမှာဖိတ်ကြားခဲ့တဲ့အချိန်မှာတော့သူတို့ကဒီ lipsin လောက်အောင်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ် ဒါကို Red Hot Chili Pepper တို့ဘက်ကနေပြီးတော့ဘလို့တုံ့ပြန်ခဲ့လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုနဲ့ပြချင်ပါတယ်။ Red Hot Chili Pepper တို့ကဘလို့လောက်ခဲ့လဲဆိုရင်တော့သူတို့ကအစီအစဉ်ဆက်စားခြင်းမှာပဲစိတ်ကြိုက်ကိုတောင်းကျနေပါတယ်။ဆင်းအောင်မှာဂျွန်းထိုးနေတဲ့လူတွေရောဂီတာကြီးကိုဝေးရမ်းနေတဲ့လူတွေရောရှိပါတယ်။ဒါအပြင်အဲ့ Bass တီးတဲ့ Flea က Drum Set တစ်ခုလုံးကိုထမ်းပြီးတော့ပတ်သွားနေတာပါ။ဒါကတော့ Red Hot Chili Pepper ကို listen လို့ဖို့အတွက်တောင်းဆိုခဲ့တဲ့အပြစ်ပဲဖြစ်ပါတယ်။ ဒီထဲမှာကျွန်တော်အကြိုက်ဆုံးပြောမှာဆိုလို့ရှိရင်ပရိတ်တဲ့တရားကိုသူတို့ဒီကင်မရာတဲကိုဆွဲခေါ်လာတာပေါ့နော်အဲဒါမှမဟုတ်ဒီပဲနဲ့ Royal Chili Pepper တို့က2014ခုနှစ်မှာ Super Bowl Halftime Show မှာဖျော်ဖြေခွင့်ရပါတယ်အဲ့ဒီမှာဖျော်ဖြေတော့မှဆိုလို့ရှိရင်သူတို့ကတော့တပုတ်သေးပဲဒါပေမဲ့သူတို့က Bruno Mars နဲ့အတူတွဲဖက်ပြီးတော့ဖျော်ဖြေရတာပါစင်နောက်ကနေပြီးတော့သူတို့ရဲ့ဘန်တစ်ခုလုံးကကြွတက်လာတဲ့အထိ performance တွေကမိုက်ပြီးတော့အဲရေကုန်ရေကန်းဖြော်ပြခဲ့ပေမဲ့လူတိုင်းတိတ်သတိမထားမိတာကတော့ ဒီမှာ Royal Chili Pepper တို့ရဲ့ bass neck guitar မှာ plat မတက်ထားပါဘူး။အဲ့ဒါကဘာတဘောလဲဆိုလို့ရှိရင်အဲဒီတချင်းဒီ show ပွဲတစ်ခုလုံးမှာတို့က mime လုံးနေရဆိုတာကိုပရိသတ်တွေကိုပြတာပါ။ဘာလို့လဲဆိုရင်ဒါကတို့အဲ plat တက်ထားမယ်ဆိုလို့ရှိရင်ဗျာဘယ်သူမှအောင်တိတ်တိမှာမဟုတ်ဘူး။တို့ကတမင်တက်ပြချင်တာဘန်ဘက်ကနေပြီးတော့ငါတို့ဒီလိုလုံးနေရဆိုတာကိုပရိသတ်ကိုတမင်ပြချင်တာပါ။ဒါပေမဲ့လည်းဒါပေမဲ့လည်းတို့ရဲ့ performance ကတော့လုံးဝ100%အပြည့်ပါပဲ။မတက်လကာ စုပွေးပွဲတွေကလည်းတစ်ခါကြလို့ရှိရင်သူတို့ဘက်ကနေပြီးတော့တင်းမာတဲ့တောင်းဆိုမှုတွေပြုလုပ်တတ်ပါတယ်1996ခုနှစ်မှာတော့မတလကသူတို့ရဲ့ကင်းနတ်တင်းဆိုတဲ့တခြင်းကို MTV Europe Music Award မှာဖျော်ဖြေဖို့အတွက်ကိုစဉ်းစားထားတာပါဒါပေမဲ့လည်းသူတို့ရဲ့ပွဲကျင်းပတဲ့ organizer ဘက်ကနေပြီးတော့ဒီဘယ်လိုပြောမလဲစာသားတွေကနည်းနည်း clean ဖြစ်တဲ့ပုံစံမျိုးဆဲဆုံမှုမရှိတာမျိုးတွေပြီးတော့ TV မှာလွှင့်တဲ့ show ပဲဖြစ်တဲ့အတွက်နည်းနည်းကြမ်းတမ်းတာတွေကို show ဖို့အတွက်ကိုတောင်းဆိုခဲ့ပါတယ် အဲ့ဒီအချိန်မှာတော့မတလီကာတို့ကပူကောင်းတဲ့အကြံတစ်ခုနဲ့စင်ပေါ်တက်လာခဲ့ပါတယ်။သူတို့ကကိုပိုင်တချင်းကိုဆိုရမယ့်အစား Let's Go နဲ့ So West ဆိုတဲ့တချင်းကိုကာပါဆိုခဲ့ပါတယ်။ Let's Go ဆိုတဲ့တချင်းက Mifflin ရဲ့တချင်းဖြစ်ပြီးတော့အဲ့ဒီတချင်းမှာကလူတက်တာတွေမျိုးသမီးတယောက်ကိုမရင်းကျင်တာတွေအဲ့ဒီအကြောင်းတွေပါဝင်တဲ့တချင်းမှာအဲ့ဒါကိုသူတို့ကစင်ပေါ်မှာ performance အနေနဲ့ဖျော်ဖြေခဲ့တာပါ။မတလီကာတို့ကတော့ဒီ lip sync လောက်တာကိုစန့်ကျင်တာမဟုတ်ဘဲနဲ့သူတို့တချင်းပြောင်းဟိုင်းတာကိုဒီလိုမျိုးလုပ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာဗန်ဘက်ကနေပြီးတော့ဘာမှကိုတိုက်ထားခဲ့ခြင်းမရှိပါဘူးသူတို့စင်ပေါ်တက်ခိုင်းကြမှာငါတို့ကဘယ်ချင်းဘယ်ချင်းကာပါမယ်ဆိုပြီးတော့စင်ပေါ်မှာဖြောပြေးသွားတာမျိုးပေါ့အဲ့ဒီအချိန်မှာတော့ MTV ဘက်ကနေပြီးတော့မတက်လက်ကကိုခဏလေးဘန်လိုက်တယ်ဒါပေမဲ့လည်းပရိတ်သတ်တွေကဒီအခိုက်တန့်ရင်တော်တော်လေးကြိုက်ပြီးတော့မတက်လက်ကတော့ပို့ပြီးတော့နာမည်ရတဲ့ရလာတယ်မိလူပြောများတဲ့များလာခဲ့ပါတယ် Green Day တို့က2012ခုနှစ်မှာ I Have Radio Music Festival အတွက်ဖြောပြေးဖို့အတွက်အခွင့်ရလာခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုရင်အာရှဒါပေမဲ့ဒီမှာပြောတာတော့အာရှလို့ပြောရပါဗျာအာရှရဲ့အချိန်အတွက်ကိုဗျာအာရှကိုသူတို့ကပွဲထွက်ဖို့အတွက်ကိုဒီ green day ရဲ့အချိန်ကိုရှော့လိုက်တာဗီဒီယိုအမ်စတော့ငါတော့ဒီမှာ1988ခုနှစ်လောက်ကတည်းကအဲဒါမျိုးကြီးလုံနေတာမင်းတို့ငါ့ကို10မိနစ်ပဲပေးရတာဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့မှာပဲဆဲခဲ့ပါတယ်အဲ့ဒီအဲမှာမှမစီမဆိုင် Justin Bieber ပါအဆဲခံရပါတယ်သူတို့10မိနစ်ပဲကြံတော့လဲဆိုပြီးတော့အချိန်ကိုဘုတ်ကနေပြတဲ့အချိန်မှာ ဘီလီဂျိုးကနေပြီးတော့ဂီတာကိုစင်မမရိုက်ခွဲပြီးတော့ဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲပြီးသွားတဲ့အချိန်မှာတော့ Green Day တို့ကနေပြီးတော့ Safe Face Scan ကိုဝင်လိုက်ရတယ်လို့လည်းကြတိရပါတယ်။ဒါကတော့ Rock Star တွေထိန်းချုပ်ဖို့အတွက်စူးစမ်းရင်းနဲ့ပေါက်ကြရဖြစ်သွားတဲ့အခိုက်အတန့်လေးတွေပဲဖြစ်ပါတယ်။အဲဒီမှာခင်ဗျားတို့အကြိုက်သော moment လေးရပဲဥစားလဲဆိုတာကို comment မှာရေးသွားပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Let me show you what what fucking minute fucking means. one minute. God fucking love you all. We'll be back.